လက်ဖွဲ့ပေးခြင်းနဲ့ကျွန်တော်နှစ်ယောက်ရတာလေးချင်းစုပေးခြင်းနဲ့ဆိုတော့အဲ့တော့အဲ့လို welcome ပဲတော့ပို့ပြီးစုစည်းခြင်းလားတိလားကျွန်တော်တောင်ပို့ပြီးတော့ရင်ခုန်ဝါရတယ်အမားကလေပြီးတော့အစင်မမသူ့ကိုကြည့်လိုက်တော့လေပူဆိုးဝါရလှန့်နေလှန့်နေပြီးတော့အဲ့လိုပြို့ပူရင်ခုန်ဝါပြီးတော့အဲ့မှာတခါလေဘာမှချော်ဝါရအမားဘာမှချော်ဝါရအထိရင်နေခုန်ပြီးလွှဲဝါရပေါ့နော် တူတူကြီးသွားနိုင်ကြီးသွားပြီးတော့ပျော်ပျော်ရွှင်ရွှင်ကြက်ကြက်မာနဲ့ရှိတော်ပါစေပြီးတော့ကလေးလေးရလည်းအဲ့လိုဝေါ်ဝါကဲကဲနေရာလုံးနဲ့တူပဲကလေးလေးလည်းမြမြလေးမွေးပေးပါလို့အဲ့လိုနှကမ်းမွေးလေးနဲ့ပေါ့နော် ချိန်ရောက်နေလားကြည့်ရပြီးတော့အပေးရလဲအဲသုံးချိန်ချင်းသုံးချိန်ရှိပြီကိုနဲ့အမနဲ့လီတို့ဒီရုပ်ရှင်ကိစ္စလေးစကားပြောရတယ်တခါတယ်အဲ့နေရတကယ်တမ်းကျွန်တော်ကအဆီစဉ်မရှိဘူးဒီနောက်ရိုက်ကူရေးတစ်ခုအတွက်မီတင်လောက်ကြရင်းနဲ့မှသူတို့ကောင်းမှပါလာတယ်ပြီးတော့နော်စတင်သူတခြားလေးဖိတ်တယ်ဟုတ်ဒါတော့ဒင်နာပွဲဆိုလဲဒင်နာပွဲအလျောက်လေးပေါ့အာဟိုပါလီနဲ့ကြော်စားကောင်းတယ်အမဖြိုဒီလေးလည်းပါတယ် မျိုးကိုယ်တိုင်လည်းတပုတ်အာဟောလက်ဖွဲလက်ဖွဲဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်မက်ဆင်လည်းကမက်ဆင်ဂျာမှာစကားပြောဖြစ်တာဆိုအဲ့ဒီဒီ15နှစ်ညနေခင်းဆိုလို့ရရပါတော့အဲ့ပွဲအကြောင်းပြောခတဲ့ဟာပြောထားတာပေါ့နော်လက်ဖွဲ့ကျင်လက်ဖွဲ့ပေးကျင်တယ်ကျွန်တော်နှစ်ယောက်ရတာလေးချင်းစုပေးကျင်တယ်ဆိုတော့အဲ့တော့အဲ့လို welcome ပဲတော့ပို့ပြီးစုစည်းခြင်းတယ်တိလာကျွန်တော်တို့တော့ပို့ပြီးတော့ရင်ခုန်ဝိုင်းတယ်အမကလေးစုပေးပါရယ်စုပေးတော့မရဘူးတော့ထပ်ပြီးတော့ message နဲ့နောက်တစ်ခါထပ်ပို့သေးရယ်ကျွန်တော်စုပေးတော့ ဟိုတေချာပေါင်းဆိုပြီးတော့ဆိုဒီနေ့မရရအောင်ဒါကျွန်တော်တော်တော်လေးစင်မတက်ပြီးတော့ယင်နေအရန်ခုန်ပြီးတော့ဆိုးလိုက်ရပါတယ်ဟုတ်အဓိကတော့ယင်ခုန်ယင်နေအရန်ခုန်နေတယ်အဓိကအဲလေးတွေးလို့ရောနေအောင်လုံး performance အခုလိုမျိုးအတူတူပေါ့နော်အမတ်တရားဖြစ်ဖို့အတွက်ရည်ရွယ်ပြီးတော့စင်မတက်လိုက်တာပါဒါပေမဲ့နေအောင်လုံးတူလဲယင်ခုန်နေမယ်လို့ကျွန်တော်ယုံကြည်ရယ်စင်မတက်ခင်ကြီးကျော်သူကတကယ်သူစာသားနှစ်ချောင်းပဲရှိရအဲ့နှစ်ချောင်းတော့မေ့မေ့ပါလို့ရပြပြ အဲ့ဒါနဲ့သူစာသားနဲ့ကြောင်းကျွန်တော် ပြန်ပြလိုက်တယ်ဆိုပြလိုက်တယ်ဆိုပြပြီးအချိန်မှာကျွန်တော်စာသားရင်မေ့သွားတယ်ကျွန်တော်နေရာကအဲ့လိုဖြစ်နေတာဆိုတော့ပြီးတော့အဲ့စင်ပေါ်မှာသူ့ကိုကြည်လိုက်တော့လေပူဆိုးသွားတယ်လှန့်နေတယ်လှန့်နေပြီးတော့အဲ့လိုပြူပူရင်ခုံသွားပြီးတော့အဲ့မှာတခါလဲဘာမှချော်သွားတယ်အမဘာမှချော်သွားတဲ့အထိရင်နေခုံပြီးလွှဲသွားတယ်ဘောနော်အမတရားပါဘာမတရားပါပဲအကုန်လုံးကောင်းကောင်းလေးရဆူလိုက်ပါတယ်ဟုတ်မကျင့်တာသူဆိုလေးကိုပြောနေတာ ကျင့်လေကျင့်လေလွယ်တည်နေမယ်စင်ပေါ်မှာဆိုစွဲတော့လည်းအဆင်ပြေတော့အာအဓိကတော့အဆင်အတွေ့အကြုံလေလုံးမရောက်လုံးလည်းမရှိသေးဘူးအဲအဲ့မှာမှဒါပထမဆုံးလူကြီးအများကြီးရှေ့မှာပုံမှန်တော့ကိုရီးယားရောအဲ့လိုပဲအိမ်မော်တော့အိမ်မော်တော့ဆိုဖြစ်တယ်ဆိုနေရပဲပြင်လို့လေးတီးပြီးတော့ဆိုနေကြတယ်ဆိုတော့ဒါပထမဆုံးကိုရီးယားရဲ့အတွေ့အကြုံလေးဖြစ်တယ်တကယ်တမ်းစင်ပေါ်တက်ခံဒီမှာလည်းအရန်ဟိုစိတ်တွေအရန်ဘယ်လိုခေါ်လှောက်ရှားနေတာပေါ့နော် ဒါပေမဲ့ကွက်ကိုပဲပြန်ပြီးငါဆိုတော့မှပဲစိတ်ပြန်လျှော့တာကွက်ကိုရဲ့အသက်တွေပြန်အဲရှူထုတ်ပေါ့နော်အကုန်လုံးပြန်လုပ်ပြီးတော့မှအစင်ပေါ်တက်သွားတော့ဒီလေကတော့ဒီလေကတော့အစင်ပြေသွားတယ်ဒီကတော့ဒီချင်းကလည်းအဲသူ့အတွက်သူ့အတွက်ရွေးရွေးရေးထားတယ်ဖန်တီးထားတယ်ဆိုထားတဲ့ချင်းဆိုတော့အဲ သူ့အကြည့်မှာပဲဒါပြည့်စုံသွားမှာလို့ယုံကြည်ရပါတော့အားကြောင့်ကြည့်လိုက်တာပါခုနှစ်လေးတခုကိုတော့ဒီလိုမှန်းထားရလေးရှိတယ်အဲအဲ့ဒီအချိန်ရောက်ရင်တော့တည်ရမယ်ပြည့်တည်ရမယ်ပြောပြောဒါမှမဟုတ်လဲကြောက်တော့သူကအဲ surprise အဲ့လို surprise တခုခုများရှိခဲ့ရင်လဲအမျိုးပေါ့မသိသေးပါဘူးအဲ့ဒါတော့ဟုတ်ကဲ့ကအဓိကအဲ့လိုဒီဒီပွဲတွေဟာစကားပြောဖြစ်တယ်ဆိုတော့ဒါလို့ဒီမင်္ဂလာဆောင်ပြီးရဲ့ဘာတွေလုပ်မလဲအဲ့လို ဘာတွေပေးသွားကြမလဲဆိုတာကိုပို့ပြီးတော့ပြောဖြစ်တယ်အမြဲပြောဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအဲ့ဒီဟာကိုကြော်ကြော်ပြီးစဉ်းစားပြန်တာနေရောက်ကဒီဒီဟာကိုတိတ်နေနေတော့မပြောပြဘူးအားလုံးမရဘူးပြဒါတော်တော်အရှိကိုတော်တော်ရောင်းနေကျွန်တော်တို့ဘလို့နေကြမယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါကိုလီယိုစိတ်ကူးထဲမှာကျွန်တော်တို့ကနေအောင်လောကအသက်60ဖြစ်နေကြပြီနေအောင်လောကအသက်60အထိရောက်နေကြပြီအဲ့လိုမျိုးချုပ်ပြီးတော့ planning ချဖြစ်ပါတယ်ချစ်လေးတရားထဲကိုပဲ သစ္စာရှိပေပါကတိတောင်းချက်ပါကြောမဲ့ဆိုရင်အကိုတို့အချင်းလေးမရဖြစ်သွားပြီအဲဆိုတော့ဟိုအရှိအရှိတွေဒီလိုအင်တာဗျူးဖြေခဲ့တယ်လို့ပါပဲအကိုနဲ့အမမိသားစုလေးတသားမမီလေးနဲ့အမြန်ဆုံးတွေ့ချင်ပါပြီလို့အာပြီးတော့ဒီလီဒီမီယာဟိုအောင်မအောင်ပေါင်းပါစေလို့ဒီမီယာလည်းဆုမွန်ကောင်းတောင်းပါတယ်တက် တူတူကြီးသွားနိုင်ကြီးသွားပြီးတော့ပျော်ပျော်ရွှင်ရွှင်ကြကြမ်းမာနဲ့ရှိသွားပါစေပြီးတော့ကလေးလေးရလည်းအဲ့လိုဝေါ်ဝါးကဲကဲနေရာလုံးနဲ့တူပဲကလေးလေးလည်းမြန်မြန်လေးမွေးပေးပါလို့အဲ့လိုနှခမ်းမွေးလေးနဲ့ပေါ့နော်နှခမ်းမွေးလေးနဲ့ကဲဆိုအရန်ကြည်ရဒီနေ့ပွဲဆိုလည်းအရန်စက်တည်ရှိခမ်းနားတယ်မနေ့ကပွဲစက်တည်ရှိဒီနေ့ပွဲကကြတော့အဲ့လိုအရန်ခမ်းနားတယ် grand ဖြစ်တယ်နေရာလုံးရဲ့အဲ့လို grace ပေါ့နော်ဘယ်လိုပြောရမလဲ grace ကလို့အဲ့ဒီဟာအရန်ထင်ဟပ်နေတယ်အဲ့လို ကြည်တက်ပေါ့အကြည်တက်ပဲပြောအောင်ပေါ့အကြည်တက်အရင်အဲ့ဒါဒီတနေ့နဲ့တနေ့တပွဲတဲ့တပွဲပို့ပြီးတော့တိတာလာပို့ပြီးတော့ကြည်လို့အရင်ကောင်းတယ်ကြည်နူးရတယ်ပြောရတယ်ဆိုတော့အဲအခုနဲ့မှတဆုံးတိုင်းပေါင်းတဲ့နိုင်ကြပါစေလို့ဒီကနေ့စုမှုကောင်းတောင်းပေးပါတယ်